င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ပားမြုံနယ်မှာစစ်ကြောင်းတို့နဲ့စစ်တပ်ကိုကြောင်ပြတ်တိုက်ခိုက်မှုစစ်သား19ဦးသေဆုံးပြီး3ဦးရှင်ဖမ်းပြီးစစ်သားလောင်းတွေကိုလမ်းမေးမှာဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပြီးလက်နက်ကိုင်အများပြသိမ်းစီအားရှိမကွေးတိုင်းပားမြုံနယ်တွင်စစ်ကြောင်းတို့နဲ့ဂျပန်စစ်တပ်ကိုကြောင်ပြတ်တိုက်ခိုက်အောင်စစ်သား19ဦးသေဆုံးပြီး3ဦးရှင်ဖမ်းပြီးကလက်နက်ကားလက်သိမ်းစီအားရှိပြီးစစ်သားလောင်းတွေကိုလမ်းမေးမှာဆုံးဖြတ်ခဲ့ကြ။ပားမြုံနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကပြောပါရတယ်။ အော်တိုဘလ30ရက်နေ့ကစတင်ပြီးမိတ္တိလာချေဆိုင်တမ59ကထွက်လာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကစိတ်ဖြစ်မြို့နယ်ကပ္ပစာ20နေကတဆင်ပေါ့မြို့နယ်တောင်ပိုင်းကိုစတင်စစ်ကြောင်းတဝင်ရောက်လာခြင်းဖြစ်ကြောင်းထိုစစ်တပ်စစ်ကြောင်းမှာအမှတ်14အမှတ်19နဲ့ခမတရာကိုတိုင်မှာစစ်သားတွေပူပေါင်းထားခြင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းကယူကြီးရွာနောက်ဘက်မှာရှားပင်ရေရမိုးကောင်းကြောင်းမှာအသက်30ကျော်ရဲ့ကိုရွှေမင်းနဲ့ယူကြီးတော်မှ40ကျော်ရဲ့ကိုကျော်နိုင်ထွန်းတို့ဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးချက်ကန်ရွာမှာနေခုနှစ်လုံးကိုမိရှုပ်ဖြတ်စေခဲ့တယ်။ နိုဝင်ဘာလတွင်နေမှာဂျပန်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြောက်ကကြေးအနီမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်က10ဦးသေဆုံးပြီးတော့စစ်သားလောင်းတွေကိုတိုက်ပွဲဖြစ်ပွားနေရတယ်မှဆုံးဖြတ်ထားခဲ့ကြောင်းထို့ပြင်စစ်သား10ဦးခန့်ကိုလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးတန်းစင်နေတဲ့တပ်ထုတ်ကပင်တောင်ပြူစောဒီယာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်နိုဝင်ဘာလ9ရက်နေ့မှာတို့စစ်တပ်စစ်ကြောင်းကအင်အား130ခန်းနဲ့ပေါင်းမြို့နယ်တောင်ပိုင်းတိချောက်ရွာမှာအရှေ့ရက်ကိုဦးတည်စစ်ကြောင်းဒေါ်လာစင်းရောကြောင်းမှာတိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်တိတဲ့တိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကခုနောက်သိမ်းဆောင်ကတနက်၅လက်ပောင်းဝင်ခဲ့နေတဲ့ဇာရှိခဲ့တယ်။တိုက်ပွဲများတွင်ဂျပန်စစ်သားတွေတန်ကနေ MA1 တနက်၂လက် MA2 တနက်၃လက် MA3 တနက်၃လက်ကာပိုင်တနက်၃လက် MAG ပေါက် Y3 ခု MAG ပေါက်16ခုကြည်မြို့မြို့1500ကန်60မမ5ခု RPG 9ခု INA က10ခုတိုက်မိုင်ကြောင်လုံးနေမိုင်ကမုတ်စလစ်မိုင်5လုံးလက်ပစ်ပုံကြောင်လုံးစက်သွေးစက်ကြီးတစ်လုံးကွန်ပျူတာတစ်လုံး Bluetooth ဘောက်တစ်လုံး၊ရေချိုင်နှလုံး၊ဒါသုံးလက်ဖုန်းနှလုံး၁၃၃လုံး၊ခေါက်ဆိုလာနှစ်ခု၊မီကျိုးခွေတုံးခု၊ပါဝါဘန်တစ်လုံးပေါင်းဆက်ဆက်ပြင်စီကြိုးကိုတင်ဆက်ရရှိခဲ့တယ်။အလားတူအော်တိုဘလာ20ကွယ်နေကလည်းဂျပန်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာတဲ့ကမာတရာကိုတိုင်မှစစ်သားတောင်းနဲ့ကမာလေးရတဆက်ကိုတိုင်မှစစ်သားတောင်းတို့ကို RPG တက်လက်အပူလေးပူ MA4 တက်လက် 40 mm ပုံစံနှလုံးလက်ပြပုံနှလုံး5.5စင်ချီတရားတောင်းနဲ့ G3 G6 တောင်းလို့လည်းတို့ဖန်ဆင်းရမိခဲ့ကြောင်းထို့ပြင်နိုဝင်ဘာလ9ရက်နေ့ကလည်းစစ်တပ်စစ်ကြောင်းမှထွက်ပြေးတဲ့တမ99လောက်ကန်ခါမဇလီတိုင်ကစစ်မှုရန်တင်သက်တဲ့တောင်းကို MA1 တနက်တလဲ G ပေါတော့5.5စင်ချီတရားအင်နာကတလုံးလက်ပြပုံတလုံးနဲ့ RPG ဘုတ်တပုတ်နဲ့တို့ဖန်ဆင်းရမိခဲ့ပါတယ်မစောပါတိုက်ခိုက်မှုကိုပေါင်မြွနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပေါက်ပကပါပေါက်စိတ်ပြုတ်တဲ့အင်းနဲ့ MGI PDF တို့ကပူးပေါင်းလုံဆောင်ခဲ့ပါတယ် ဆက်လက်ပြီးစာလင်ကြီးဝန်ပေါင်းကမ္ပဏီမှတက်ဆွဲထားတဲ့စစ်တပ်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိစစ်တပ်ကကျေးရွာတွေကိုစစ်တပ်လေးတွေနဲ့ပုံကျဲတိုက်ခိုက်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝန်ပေါင်းကမ္ပဏီမှတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိကြောင်းဒေသတွင်သတင်းမြစ်တွေကပြောပါတယ် နိုဝင်ဘာ၁၄ရက်နေ့ည9:00နာရီကျော်ကမှဝန်ပေါ်ကုမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုလက်နက်ကြီး73လုံးနဲ့တော်လန်ရေးတပ်ဖွဲ့တွေကတောင်းပစ်ကတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။တိုးတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကနှစ်ဦးထိမှန်ပြီးပြင်းထန်တဲ့ရရှိကတိုက်ဆုံနိုင်ကြောင်းထုတ်ပြန်ကုမ္ပဏီဝင်တွင်မှလည်းဂျပန်တန်နေစုညံသာတပ်ဖွဲ့ခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလ15ရက်နေ့ည9:00နာရီကျော်ခန့်မှာလဲဂျပန်စစ်တပ်စစ်တပ်လေလီ3စီးကဝန်ပေါင်းကုမ္ပဏီဝင်းဒီဝဲပြံပြီးဘောင်းကတာရွာနီးတဝိုင်ကိုပုံကျတိုက်ခိုက်သွားကြအောင်ထိုတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်ရှိမရှိကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ။ထို့ပြင်စားလင်းချင်းမြွနဲ့ဝက်မွေးရတွင်ကနေဆုံးခွာသွားတဲ့ဂျပန်စစ်သားတွေကလည်းယနေ့မနက်ပိုင်းမှာပလောင်ရွာကနေဝက်မွေးရတွင်ပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်နေတွေကိုဝင်ရောက်ဖွင့်တော့ကလက်ကင်ဖုန်တွေကိုတန်ယူသွားပါတယ်။အလားတူပလောင်ရွာတွင်ရောက်ရှိနေတဲ့ဂျပန်စစ်သားတွေကလည်းပလောင်ရွာလမ်းဆောင်မှာစစ်ဆေးပြုလုပ်နေကစိုင်ကတစည်းကိုငွေကြေးတသောင်းတောင်းရပြီးငွေချင်းမပေးနိုင်သူတွေတဲ့ချင်းအဆူခိုင်းကြောင်းသိရတယ်။နိုဝင်ဘာလ17ရက်နေ့ပိုင်းကလည်းစားလင်းကြီးမြို့နယ်ဝက်ဘောက်ကမ်ပဏီတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုဒွန်လိုက်တပ်ဖွဲ့ကရှော့တိုက်တုံးလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီးမော်မြွတ်နယ်မှာစစ်တပ်အတပ်များကကားနဲ့ကျင်းနေတင်ကားနဲ့ကိုမိုင်းဆက်တိုက်ခိုက်မှုဆက်တာတောင်းအသိဆောင်ဇကိုင်းနယ်မော်မြွတ်နယ်မှာဂျပန်စစ်တပ်အတပ်များကကားနဲ့ကျင်းနေတင်ကားနဲ့ကိုမိုင်းဆက်တိုက်ခိုက်အဆက်တာတောင်းအသိဆောင်ခဲ့ကြောင်းမော်ရ Dynamic Special Transport တောင်းရှိသူကပြောတယ်နိုဝင်ဘာလ14ရက်နေ့မနက်9:00နာရီခန့်မှာမော်ရမြွတ်နယ်နမခါနယ်ဝမ်ပါကမ်ပဏီကထွက်လာတဲ့ဂျပန်စစ်တပ်အတပ်များကကားရှိစီနဲ့ကျင်းနေတင်တွဲက22စီကိုတော်လိုက်တပ်ဖွဲ့တွေကပြည်သာမိုင်းငါးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ထို့တိုက်ခိုက်မှုတွင် တွဲကားတွေကခင်မွန်ရပတ်စုံစံနီမှာဒိုးရက်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ထက်မှန်ဝိုင်းကိုပစ်ကတ်တိုက်ခိုက်ခဲ့တယ်။ဆိုပါတိုက်ခိုက်မှုကို Brave Army ပဲရှင်မအောင်ဆောင်ပြီး Centre Fighter Cruise FD နဲ့မော်ရဒိုင်နမိုက် FDS တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေထိခိုက်တဲ့ရရှိကတရားချင်းနေမစွန့်ရကြောင်းသိရပါတယ်။ဇလပင်စစ်တပ်အငိုင်းမိခဲ့ပြန်တဲ့မော်တော်မျိုးတိုက် တိုက်ပွဲစစ်တပ်ကရွေးကောက်ပွဲကျင်းပကဏ္ဍဆုံးရှုံးနေပြီပြန်လည်ထွန်းစစ်ဆင်ပြီးနေမြေချို့ပြန်လည်ထိန်းချုပ်နိုင်တာကြောင့်ပွဲပြီးပြီးစစ်တပ်ကနိုင်ပြီလို့ကြွေးကြော်နေကြချိန်မှာပဲ KNU ကနေဦးဆောင်နေမှာမိတ်တပ်တွေကမြန်မာထိုင်းနယ်စပ်ကမော်တော်မျိုးကိုတိမ့်ပက်လိုက်တဲ့အကြောင်းဒီတစ်ပတ်ပြောပြပါရစေ။ စစ်တပ်ကမြောက်ရီတင်ကန်ကြီးနောင်နဲ့အာရှဝေပြည်လန်ကိုဒိုးစစ်ဆင်ပြီးတော့ဆုံးရှုံးတိုင်းနယ်မြေကိုပြန်သိမ်းနိုင်ချိန်မှာ KNU KNL ကလည်းတနင်္သာရီမှာဒိုးစစ်ဆင်ပြီးနေဆက်မြို့ကိုပြန်သိမ်းပိုင်လိုက်တာပါစစ်တပ်ကမြောက်ရီတင်ကန်ကြီးနောင်၄ K ကော်ဒီတာစကန်နေကိုပြန်လည်တင်းကျော်ပြီး KK ဘက်မှာကြားဖြတ်နေနေကောင်းစင်နေတဲ့ဇက်ကားရိုက်နေစင်မှာ KNU နဲ့ဘူပါတက်တဲ့မော်တော်မျိုးသိမ်းတိုက်ပွဲကိုအလင်းငိုင်းတိုက်ခိုက်ခဲ့တယ်ဒါကြောင့်စစ်တပ်အတွက်သူကျင်ညာတရွေကောက်ပွဲတလားကျော်တာလိုအပ်ချိန်မှာစနေဇက်ကရေးပါတဲ့မြို့တစ်မြို့လက်လွတ်ဆောင်ရှောင်းလိုက်ရမှာမို့ထိနာသွားပါတယ် မော်တော်နယ်စပ်လမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်မှုစစ်တပ်ကဒုစစ်စင်နာပောင်းတနင်္သာရီတိုင်းအတွင်းမှာစစ်ရင်အဖြစ်တင်စေးလှုံရှားမှုတွေလုပ်နေချိန်မှာဒေါ်လိုင်တက်တွေကလျှက်တပြတ်ဒုစစ်စင်ပြီးမြို့သိမ်းပိုက်ခဲ့တာပါနိုဝင်ဘာလ14ရက်နေ့မှာတင်ပိုင်လိုက်တဲ့မောဆောင်နယ်ဇက်ကုန်းတိုင်းမြို့ဟာမူလက KNU မိတ်တူဝဲခိုင်တနင်္သာရီမြို့နယ်ရဲ့ဌာနချုပ်ခြေဆိုင်အဖြစ်ပါတယ်။1992ခုနှစ်ဝင်းကျင်မှာစစ်တပ်ရဲ့ဒုစရိုက်ကြောင့်လက်လွတ်ခဲ့ရလို့ KNU မိတ်တူဝဲခိုင်တွင်ပြောဆိုရင်ကပြောတယ်။ နိုဝင်ဘာ၁၇ရက်ကစလို့တိုက်ပွဲကာလတစ်ချောင်းလုံးစစ်တပ်ကလေးကြောင်းပြစ်ကိုပေးတိုက်ခိုက်ခဲ့ပေမဲ့မော်တော်မျိုးစကန်နီဟာစစ်ကောင်စီကဒရုန်းစံအတိုင်းတိုင်းဘက်ကိုထွက်ပြေးခဲ့ကြတယ်။တိုက်ပွဲတွင်စစ်တုံးမဲ၄၀ကျော်ဖမ်းဆီးရမိခဲ့တယ်။ဒါအပြင်၁20မမလက်နက်ကြီးနဲ့လက်ကြီး၁89တောင်း Wi-Fi ဆက်တနက်တလက်60မမ3လက် RPG နဲ့လက်ငချင်းမိတလက်လက်နဲ့ငယ်36လက်နဲ့တခြားလက်နဲ့ခံအများပြတင်စီရရှိခဲ့လို့ဗမာပြည်သူ့လူမျိုးရေးတပ်တော် Fourth of Federal Democracy တို့ကထုတ်ပြန်နေ ထိုင်းနိုင်ငံနဲ့ကိုအတွက်ပြသချက်သားရဲမှာရရှိသောအကတန်ရာနဲ့ရထားလို့ထိုင်းအနာပိုင်းနေတဲ့ကစေုံတင်မိတာလို့လည်းစုံစမ်းသိရပါတယ်။၂၀21ခုနှစ်ဆီယနာသိမီနာမှာစစ်တပ်စုံမှုထိုင်းအထီးဒေတာကို KNU ဥဆောင်တဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆဲမီ၂၀24ခုနှစ်မှာမော်တော်နဲ့ရေပြူကြလမ်းမတစ်ချောင်းကိုတော်လိုင်းတပ်တွေကတိုက်ချုံနိုင်ခဲ့ပါတယ်။ ကနေဒါမှလည်းအနာသိစက်တက်စကန်နေစီကိုတိုက်ခိုက်သိပိုက်တဲ့စစ်စင်တွေကိုပေါ်ဆောင်တော့နောက်ကျလို့ဝေဖန်ခံခဲ့ရတဲ့မှာဖြစ်ပါတယ်။ဒါပေမဲ့2025ခုနှစ်မှာတော့စစ်တက်အရေးပါနေစက်စကန်တွေကုန်သွယ်စကန်တွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်သိပိုက်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာထိုင်းနေဆက်ကစစ်ကောင်စီရဲ့အတိတ်ကနေဆက်ကုန်သွယ်စကန်ဖြစ်တဲ့ TK နေဆက်ကုန်သွယ်စကန်ကိုထိန်းချုပ်ထားတဲ့ TK စစ်စကန်ကိုပြီးခဲ့တဲ့မေလ9ရက်မှာပြီးသက်သိမ်းပိုင်နိုင်ခဲ့တယ်။တိကိစရာဆိုရင်လည်းကန်နူတက်မှလေးရဲ့ဌာနချုပ်အနေအထားဖြစ်လို့စီးရင်နိုင်ငံစီးပွားရေးအတမကတမိုင်းရမှာအရေးပါလာပါတယ်။ ။ဒါအပြင်စစ်တပ်ကတရုတ်ရုရှားကိုညီနဲ့တံပြက်ထိုးစစ်တယ်လို့ပြီးဆုံးရှုံးမျိုးတွေပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့တော်လိုင်းတွေကမြို့ပေါင်း90လောက်ကိုထိန်းချုပ်ထားဆဲပဲဖြစ်ပါတယ်။ဟီယန်နီဘိုပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကလည်းခက်ခဲကြမ်းတမ်းတဲ့လမ်းခရင်နဲ့ကြုံတွေ့ရပေမဲ့တလန်းချင်းဆက်ပြီးအာနာရှင်စနစ်တွေကြာဆောင်ရေးဒီဇိုင်းပဲမဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးချင်တယ်လို့မော်တော်မျိုးပြည်ရဲ့နောက်ပြည်သူတွေပေါ်သတင်းစကားပါထားပါတယ်။ ဆက်လက်ပြီးစစ်ကြောင်းဖြတ်တဲ့ထိတိုက်ခိုက်ခံရတဲ့တမ33လောက်ခံတပ်တွေနဲ့ဝါသဝဗျူဇော်ဒီစစ်ကြောင်းပြတော်လာစကိုင်းနိုင်မှာစစ်ကြောင်းပြတဲ့ထိတိုက်ခိုက်ခံစစ်ကောင်စီတမ33လောက်ခံတပ်တွေနဲ့သင်္ကန်းဝေဝါသဝလောက်ခံဗျူဇော်ဒီတို့ကဝင်ကျင်ပါစစ်ကြောင်းကမ်ပလူနဲ့ခေုံမြွနဲ့ဇက်ကိုဒီကနေ့မှာစစ်ကြောင်းတို့ပေါ်ရောက်လာလို့ခေုံမြွနဲ့တရင်မှန်ပြန်ကြိုက်ပွဲတောင်းရှိသူကပြောတယ်လက်ရှိမှာခေုံမြို့နယ်ဇက်ကာကမ်ပလူမြို့နယ်အိုင်ပိုင်းချောင်းကျရာကိုရောက်ရှိနေပြီးညဤတဆွေနေရာကြောင်းအိုင်ပောင်းချောင်းရွာပောင်းဝင်းနီနာကကျရာကုနေရာတက်မလဲထွက်ပြေးတိမ်းရှောင်နေရလို့ဆိုရဲခေုံမြို့နယ်နောက်ကျမ်းမူးမြင့်ရှိပတ် တပ်တာပန်းတောင်မှာတက်ဆွဲခဲ့တဲ့ရေမျိုးပေါ်ကစစ်ကောင်စီတပ်စစ်ကြောင်းကလည်းမြို့ပေါ်ပြန်လဲဆက်ခါကြပေမဲ့မူမြစ်ကူလေကရော့စိန်နာမှာကင်မွန်နေပို့ချထားလို့တီးပေးတယ်။ဒါအပြင်ဒီကနေ့ညနေပိုင်းမှာမောင်မြတ်နောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့မိထီလာရှန်နဲ့နေတဲ့ကနေရေမျိုးပေါ်နဲ့ခင်မျိုးနောက်ဘက်ချမ်းကနေစစ်ကောင်စီတပ်စကန်ချထားတဲ့ပြင်တော်ရွာကိုလက်နက်ပစ္စည်းတွေကြောင်းကနေပို့ဆောင်ပေးခဲ့လို့လည်းသိရပါဗျ။နက်တလော့စီအချင်းနေကြောင်းမြင်တာတော်ဝတီမုံလား ကာဗိုနီရှိကျရကဒေသခံကျော်အကျေရအတွင်းမနေရကြလို့အိုင်ပေါင်းချောင်းရအပါဝင်ကျေရဆရာကျော်ကဒေသခံတွေအတင်းဆောင်နေရလို့ဒေသခံဆက်ရှာတော်ကပြောပါတယ်။ဆက်လက်ပြီးပြည်တွင်းမှာစတားလင်သုံးဆက်သူရဲ့တည်တာစာကြဆင်းသောမြန်မာနိုင်ငံမှာစတားလင်အင်တာနက်သုံးဆက်သူရဲ့ရပ်ပိုင်းဒိဋ္ဌိတာပြန်လည်ကြဆင်းသွားခဲ့လို့သတင်းဌာနကဖော်ပြတယ်။နေဆက်ခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုခိုင်းတွေကစတန်လင်ဝန်ဆောင်မှုတွေကိုတုံ့ပြန်နေကြအောင်ဆွဆဲကြတဲ့ထွက်ပေါ်လာခဲ့တဲ့နောက် စတားလီယက်မိခင်ကမ်ပဏီစပိတ်အရှာအကြောင်းပြင်ခိုင်းနေရှိနေတယ်လို့ယူဆရတဲ့နည်းမြေတွေမှာကိုရဲထောက်ပံ့မှုတွေကိုပြတ်တောက်ပြေခဲ့ပါတယ်။နေစံပါလိုက်တော့ကစတားလီယက်မြန်မာနိုင်ငံမှာလူသုံးများဆုံးအင်တာနက်ကိုရဲထောက်ပံ့မှုကမ်ပဏီဖြစ်ရည်တည်နေခဲ့ပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။